fight of the night bonus 5000တန်နဲ့ champion sing ကိုခွင့်ရရှိသွားတဲ့ကျွန်တော်တို့ရဲ့အချစ်တော် Joshua Van wow 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 မယုံနိုင်ဘူးမယုံနိုင်ဘူးအားလုံးပဲမင်္ဂလာပါ Red King Reaction နဲ့အားလုံးကိုကြိုဆိုပါရစေ UFC 317ပြန်ပွဲမှာကျွန်တော်ရဲ့အချစ်တော် Joshua Van နဲ့ Brandon Rivaldo ရဲ့ပွဲကတော့ ကဲ့ကိုကြည့်လို့ကောင်းတဲ့ပွဲလူတွေကို entertainment အပေးဆုံးတော့ပွဲတစ်ပွဲလို့ကျွန်တော်တို့တော့အာပွဲတစ်ပွဲလို့ကျွန်တော်တုံ့တက်ချင်တယ်နော်ဆိုတော့သူတို့နှစ်ယောက်ရဲ့ပွဲကတကယ့်ကိုကျန်တယ်သူတိကိုတိသူထိုးကိုထိုးအာဘသူမာလဲပေါ့နော်ဒီပွဲမှာဘသူမာလဲမင်းအရင်ကြားမလားကျွန်တော်အရင်ကြားမလားထိုးမယ်ကြိတ်မယ်ဆိုတော့ပုံစံနဲ့သူတို့နှစ်ယောက်ကတယောက်ပတ်လက်စီထိုးကြတော့ကွာပွဲတွေရတယ်မပြောနဲ့ပြား ကျွန်တော်ကဟိုကျွန်တော်ကဟိုဆိုင်တစ်ဆိုင်မှာဗောနော်ဘားတစ်ဆိုင်မှာကျွန်တော်တွားကြည့်တယ်ဗောနော်ဒီမှာ all လုံးလို့ဒီမှာအတန်တွေကုန်ဝင်တယ်ဒီမှာကြည့်အာပရိသတ်တွေဒီမှာအများလဲ venue ပရိသတ်အများလဲကျွန်တော်တို့သူတို့နှစ်ယောက်ကတကယ့်ကိုထိုက်တိုက်တတ်တန်တဲ့သူတို့နှစ်ယောက်စလုံးကဘောနပ်စုရရှိသွားတာဗောနော်ဆိုယိုရှော်ဗင်အတွက်တော့ဒီဟာကပထမဆုံးဘောနပ်ရရှိတဲ့ပွဲတစ်ပွဲလို့တော့ပြောလို့ရတယ်ယိုရှော်ဗင်ဒီပွဲနိုင်ပြီးတော့ဟို တဖက်မှာချန်ပီယံကပတ်ကိုသူတို့ကချန်ပီယံကပတ်လူပွဲရှိတယ်တဖက်ကချန်ပီယံကပတ်လူပွဲမှာသူကအလက်ဆန်ဒါဖန်ဒိုဂျာနဲ့အိုစီတာခိုင်ကာရာဖရန့်စ်သူဆော့နေတယ်တတိယအချိန်မှာပဲအလက်ဆန်ဒါဖန်ဒိုဂျာကသူကနိုင်သွားတော့ဗောနော်အဲ့ပြီးတော့ဖန်ကိုသူကပွဲစင်ဘောကိုခေါ်တယ်ဗောနော်သူမြန်ချင်းဆိုင်တွေ့ဖို့သူညော့ခေါ်ထားတယ်မြန်ချင်းဆိုင်တွေ့ဖို့သူခေါ်တဲ့အချိန်မှာဖန်ကတက်လာတာဗောဒါပေမဲ့သူတို့နှစ်ယောက်က တယောက်ကတယောက်လီလီဆာဆာနဲ့သူတို့ကြည်တယ်လီလီဆာဆာနဲ့သူတို့နှစ်ယောက်ကဆက်ဆံကြတယ်ဘောနော်အဲသူတို့နှစ်ယောက်ရဲ့အကြည့်တွေသူတို့နှစ်ယောက် action တွေ့တဲ့အခါမှာကျွန်တော်တွေ့လို့ရတယ်ဘန်ကိုမေးတာပေါ့မင်းဒီ champion ကိုစိန်ခေါ်ခွင့်ရသွားပြီဆိုတော့မင်းပါစကားပြောချင်လေတဲ့အဲ့မှာတော့ချစ်သွားတယ်ယိုရှော်ဘင်ပြောတဲ့စကားလုံးတွေကတကယ့်ကိုအရသာရှိပြီးတော့တကယ့်ကိုပြစ်တဲ့အရင်ထဲကိုချစ်တဲ့စကားလုံးတွေဖြစ်တယ်သူ့ရဲ့ပြန်ဖက်ကြွား အလက်ဆန်ဒါဖန်တိုးကြတော့မှသူကတကယ့်ကိုအနှလုံးသားတွေကိုထိတယ်။သူဘာပြောလဲဆိုသူ့ရဲ့ပြန်ဖက်တယောက်ကိုမင်းကမင်းကအထင်မကြီးဘူး။မင်းကနိုင်ပြမယ်။မင်းကပတ်ကဆွဲပြမယ်။မင်းကထိတ်တောင်းလို့ပြမယ်။မင်းဒီကပတ်ကရမယ်နိုင်မယ်ဆိုတဲ့စကလုံးတွေတခုမှမပြောဘူး။ဟုတ်ကြအလက်ဆန်ဒါဖန်တိုဂျာကတကယ့်ကောင်းတဲ့ဖိုက်တာတယောက်ပါဒါပေမဲ့ဗန်နဲ့မတွေ့ရသေးဘူး အလက်ဆန်နာဖန်တိုဂျာသူစိတ်နှလုံးကထိပြီးတော့ဗာပြောလဲဆိုတော့ဒီကောင်လေးရတကယ့်ကိုစိတ်နှိမ်ချတတ်တဲ့ကောင်လေးဖိုက်တာတယောက်ပါမင်းချန်ပီယံစင်ကိုပြီရပါပါဟောလုံးဝလုံးဝကိုတည်ချသွားပြီချန်ပီယံစင်ချန်ပီယံကပတ်စင်ကိုပို့လုံးဝ100%တည်ချသွားပြီပေါ့သူကကပတ်ကင်ထားတယ်သူကိုယ်နဲ့အဲ့လိုပြောပြီးဆိုတော့ဘွဲ့အပြီးပေါ့ရိုးရှော်ဘင်ရဲ့နိစတိပိုင်းကိုကျွန်တော်တို့ ပြောရမယ်ဆိုရင်ဒီကျွန်တော်ရဲ့ဘွဲကြိုတုံတက်ချက်မှာပြောခဲ့သလိုပဲပေါ့နော်ယိုရှော်ဗန်ကကွန်ထဲရောက်မှအခေဖထဲဝင်ပြီးမှပြန်ဖက်တယောက်ရဲ့အာအသွားလာပြန်ဖက်တယောက်ရဲ့အဝတ်အထွက်တေချာလေးလာတယ်ကြည်တယ်စောင့်ကြည့်ပြီးတော့အာဘလို့ तू ကအဖြေရှာမလဲဆိုတော့ဖြေလို့ရှာရှာပြီးမှပဲ तू ကအာပြန်ဖက်ကို तू ပြန်ပြီးတော့အာတိုက်စစ်ဖွင့်တာပေါ့နော်ဆိုတော့ ပရမအာပြန်ပွဲကြည့်တယ်လို့သိမှာပဲပရမသမီး9မိနစ်လောက်ဆိုရင်တော့ဗဲနာဘာမှမလုပ်ရဘူးဘာမှမလုပ်ရဘူးဆိုတဲ့နေရာမှာအချက်တွေနည်းနည်းဝင်နေအဲ့လိုမျိုးရှောင်းတင်းနေလို့သူကဲခတ်သူ့ရဲ့မျက်လုံးတွေတိတိတယ်ကြည့်ရချင်းမှာအဲ့လိုလို့တော့အဲ့ဒီနောက်ပိုင်းမှာပဲသူကဗဲနာတိုက်စစ်စင်တယ်ပြီးတော့အာကွက်တွေပြောင်းတယ်သူက technique တအားကောင်းတယ်သူရဲ့အုံနောက်တုံးပြီးတော့သူဆော့တဲ့ခါကျတော့ပြန်ဖက်ကို ပြရခတ်ပြီးတော့သူ Brandon Roval က မျက်နာတွေကုန်ကွဲအဲ့လိုမျိုးဖြစ်နေပေါ့ဗင်နာလည်းကွဲပါလားဒီဘက်မှာမြောက်စလုံးကအကုန်ကွဲကြတော့ပေါ့နော်အဖက်ကအလက်ဇန်ဒါပန်ဒူဂျာနဲ့ဆော့နေတဲ့အော်ဒီအိုစီသားကသူချန်ပီယံကိုစင်ခေါ်နိုင်မယ်အရေးချင်းရှိလို့သူချန်ချန်ပီယံကပတ်ကိုလူတာမဟုတ်ဘူးတဖက်ကအလက်ဇန်ဒါပန်ဒူဂျာကပြိုင်ဖက်မရှိတော့ဘူးသူအပွဲတိုင်းကိုနိုင်နေတာအဲ့တော့ပြိုင်ဖက်မရှိတဲ့အချိန်မှာသူဟိုဖက်ကဂိုင်ဂိုင်ခေါ်ရာဖရန့်နဲ့သူကပွဲတည်ပေးလိုက်တာဖြစ်တယ် ဒါပေမဲ့ကျွန်တော်ယိုရှော်ဗန်ကအဲ့လိုမဟုတ်ဘူးတပွဲပြီးတပွဲတပွဲပြီးတပွဲသူကနိုင်ပြီးတော့သူ့ရဲ့လက်စွမ်းရည်ပြပြီးသူတက်လာတာဆိုတော့ဒီပွဲမှာတော့ယိုရှော်ဗန်ကတကယ့်ကိုဟာသူလက်တကယ်ကွဲတယ်သူမျက်နာတွေသူနောက်ဆုံးပွဲပြီးလို့စင်ပေါ်ပြန်တက်တဲ့အချိန်မှာသူတွေ့မှာပဲသူမျက်နာတွေကိုကွဲဆိုတော့အာဆရာဝန်တွေဆရာဝန်တွေရဲ့ပြောချက်အရတော့သူကတလအခွဲတော့သူတို့ကနားရမယ်ဘာဖြစ်ဖြစ်ဖြစ်တလအခွဲတော့နားရမယ် တို့ရဲ့အာဒဏ်ရာတွေတို့ recovery ပြန်ရမယ်အချီတော့တို့နေရမယ်ဆိုတော့ကျွန်တော်တို့ရဲ့ you shopping ရဲ့ပွဲကတော့တလအခွဲနလအချီတော့ကျွန်တော်တို့တွေးရမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီနောက်ပိုင်းတော့ကျွန်တော်တို့ champion ကိုပဲချိန်မှာ champion ကပတ်လို့မလဲဒါပဲကျွန်တော်စောင့်ကြည့်ရမယ် UFC တောင်ရှိသူတွေရဲ့အာ Dana White ရဲ့အပေါင်းဖော်တွေပေါ့နော်သူတို့ဘယ်လိုစစ်စစ်မလဲတော့ကျွန်တော်မသိဘူးဒါတွေပဲကျွန်တော်တို့ကစောင့်ကြည့်ရမယ့်အနေအထားမှာဖြစ်တ ကိုကျွန်တော်မြန်မာပြည်သက်တွေအားလုံးကျွန်တော်တို့ရဲ့ရုပ်ရှော်ပင်ကိုကျွန်တော်ဆက်လက်ပြီးတော့အားပေးကြရအောင်။လာမယ့်အချိန်တွေမှာလည်းရုပ်ရှော်ပင်နဲ့ပတ်သက်တဲ့သတင်းတွေကိုလည်းကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တယ်။ကျွန်တော်ရဲ့ဝဲကျော်သုံးသက်ချက်တွေကျွန်တော်ရဲ့ reaction တွေကိုသဘောကျတယ်ဆိုရင်ကျွန်တော် YouTube channel ကို subscribe လုပ်ပေးခြင်းအပြုလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။